က်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ MMA Fighter တအုပ်ဖြစ်တဲ့ဘိုးတော်က online ဆိုင်အတွက်နောက်ဆုံးပွဲနဲ့ပတ်သက်ပြီးပေးပို့လာစာတစ်စောင်အကြောင်းကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်ခင်ဗျာမြန်မာ MMA ပရိသတ်တွေဆိုရင်မြန်မာ Fighter ဘိုးတော်ကိုခေါင်းခေါင်းကြီးသိမှာပါ one championship မှာအရင်တုန်းကပွဲတွေအများကြီးထိုးသက်ခဲ့ပူပါတယ်။နိုင်ပွဲပေါင်းများစွာကိုလည်းပိုင်ဆိုင်ခဲ့တဲ့မြန်မာ fighter တယောက်ဖြစ်ပါတယ်။ အချိန်အရရဲ့ကြောင့်2021ခုနှစ်ကစပြီးဖိုးတော် MMA ပွဲကြီးထိုးတက်နိုင်ခြင်းမရှိတော့ပါဘူးလက်ရှိချိန်မှာတော့သူအားချင်းနေဆိုးပေါင်းများစွာနဲ့ညှင်းဆိုင်ဖြတ်သန်းနေရတာပါအားလုံးကိုအားလုံးလေးပြည့်သက်တည်တည်ထားပြီးသားဖြစ်မယ်လို့ကျွန်တော်အနေနဲ့ထင်မြင်ဆမိပါတယ်ခင်ဗျာဒီနေ့မှာတော့ online ဆန်းကသူ့ရဲ့ social media ကနေပို့တော်အနေနဲ့သူ့ကိုစာတလောင်ပေးပို့လာတဲ့အကြောင်းသူ့အနေနဲ့လည်းဝမ်းသာအားရရှိတဲ့အကြောင်း ခြားရှိတဲ့ပုံစံမျိုးနဲ့ online ဆန်းကအခုလို post တင်ထားပါတယ်။ online တင်ထားတဲ့ post မှာတော့ photo ရေးပေးတဲ့စာတစောင်းကိုတင်ထားတာဖြစ်ပါတယ်။ဒါပြင် online ဆန်းတဲ့ photo တွေနဲ့အတူတူနှစ်ယောက်သားတည်သေးစားနေတဲ့ပုံလေးကိုတင်ထားပါတယ်။ဒီမှာကွန်ဆောင်ဖိုင်တန်ကြီးကသူ့အနေနဲ့အခါခွင့်သိရင်ဖိုးတော်နဲ့တူတူတည်သည့်ပြန်စားခြင်းနဲ့ဆိုပြီးတော့ဝမ်းနဲ့စာဖွင့်ဟထားတာပါဖိုးတော်ရေးထားတဲ့စာနဲ့ပတ်သက်ပြီးတော့လည်းပြည်သက်တည်းစီကျွန်တော်ကပြန်လည်တင်ဆက်ပေးချင်ပါတယ်ခင်ဗျာ နေကောင်းချမ်းမှာဆိုရှေ့လာအကိုအွန်လိုင်းအကိုနဲ့ Sweden Fighter ထိုးမယ်အကြောင်းကိုကျွန်တော်ကြားသိရပါတယ်ကျွန်တော်အပွဲတွေနဲ့တရင်တွေကိုတင်နီယာကနေအမျက်နှာဆွင့်နေတာပါကျွန်တော်ကအကိုရဲ့ big fan အကြီးစားပါပဲ reset တွေကတိတ်ပြီးအရင်မကြည့်ပါဘူးအကောင်းဆုံးလုပ်ပြခဲ့တဲ့ အချိန်တွေအတွက်ကျွန်တော်တို့အားလုံးကတန်ဖိုးထားနေမှာပါခင်ဗျာဒီနေရာကနေအကိုကိုအားပေးနေပါပဲဗျာကျွန်တော်ပြန်ထွက်လာတဲ့အခါကျရင်လည်းကျွန်တော်ပွဲတွေပြန်ထိုးတက်သွားမှာပါဘယ်တော့မှဒီအလုပ်ကိုရက်တန်းပြစ်မှာမဟုတ်ပါဘူး ျွန်တော်လအနေငယ်အနားယူမယ်။ပြီးရင်နောက်ထပ်စင်ခေါ်မှုတွေရင်ဆိုင်မယ်။မကြခင်အခုအွန်လိုင်းနဲ့ပြန်လဲတွေ့ခွင့်ရဖို့လည်းမျှော်လင့်နေပါတယ်အခု။ပြည်သက်တယောက်အနေနဲ့အခုကိုဆက်လက်အားပေးသွားမှာပါခင်ဗျာဆိုပြီးဖို့တော်ကရင်ဖွင့်ရေးသားလာခဲ့တာဖြစ်ပါတယ်။ဒီအချိန်လေးကိုကြည့်ပြီးဝမ်းသာစရာပြောရမှာကကျွန်တော်တို့ရဲ့ MMA fighter ဖို့တော်ကလက်ရှိချိန်မှာအကောင်းပကိရှိနေတာဖြစ်ပါတယ်။လက်ရှိချိန်မှာအချိန်ကြီးရဲ့တောင်ဒုက္ခတွင်နဲ့မှာကျုံတွေ့နေရပေမဲ့အကောင်းဆုံးရှိနေတာပဲကျွန်တော်တို့ MMA ပြည်သက်တွေနေနဲ့ဝမ်းသာရမှာဖြစ်ပါတယ်။ ို့တော့တခက်တခါကဝိုင်းချက်မြင်ရှင်းမှာတောက်ပခဲ့တဲ့တောက်ပခဲ့တဲ့ fighter တယောက်ဖြစ်ပါတယ်။ online ဆန်ဖုံးမိနေလားလို့ထွန်တောက်နေတဲ့အချိန်မှာဖိုးတော်ကလည်းဝိုင်းချက်မြင်ရှင်းမှာနိုင်မွေးပေါင်းများစွာရရှိခဲ့တဲ့ fighter တယောက်ဖြစ်ပါတယ်။သူအနေနဲ့အခုလိုမျိုးအခြေအနေတွေကနေပြန်လဲရုံထွက်လာနိုင်ပြီးရင်လည်းအကောင်းဆုံး MMA ပွဲတွေပြန်လဲထိုးသက်သွားအောင်မယ်လို့ဖိုးတော်ကဆိုလာခဲ့ပါတယ်။ မြန်မာကိုသားပြု Fighter ဖိုးတော်နေနဲ့လည်းအကောင်းဆုံးပြန်လာနိုင်ပါစေလို့ကျွန်တော်တို့ကဆန္ဒပြုပါတယ်ဖိုးတော်နေနဲ့ online ဆန်ကိုဒီလိုရေးပို့ပေးခဲ့တာကိုကျွန်တော်တို့ကအခုလိုမျိုးမြင်တွေ့ခဲ့ရပါတယ်မြန်မာကုန်ဆောင် Fighter ကြီး online ဆန်ကလည်းဒီစားနဲ့ပတ်သက်ပြီးအလွန်ကိုပျော်နေမိထင်ပါတယ်ဘာကြောင့်လဲဆိုတော့သူရဲ့ညီကိုတယောက်ကောင်းကောင်းမွန်မွန်ဘေးနဲ့ကင်းရှင်းရှင်းနဲ့ရှိနေတာသူလည်းဝမ်းသာနေမိထင်ပါတယ်အခွင့်အရေးဒီ Fighter ကြီးမြောက်ကိုလည်းကျွန်တော်တို့အနေနဲ့ပြန်လေစုံစည်းပွင့်ရစီချင်ပါသေးတယ် ဘာတွေဘလို့ဆက်ဖြစ်လာအောင်လဲဆိုတာမသိပေမဲ့တချိန်ချိန်မှာတော့ကျွန်တော်တို့ fighter ကြီးတွေနဲ့ကျွန်တော်တို့ပြည်သက်တွေနဲ့စီစီကားကားပြန်လဲရှိနေရအောင်မယ်လို့ကျွန်တော်ကတော့ထင်မြင်စမိပါတယ်ခင်ဗျာဘလို့ခင်းနေနေဖြစ်လာအောင်လဲဆိုတာတော့ကျွန်တော်တို့ပြည်သက်တွေအားလုံးတူတူစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာပြည်သက်တွေနေနဲ့ရောဘလို့ထင်မြင်စမိပါတယ်မိမိတို့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရှာပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးရောဒီလောက်ပါပဲ နာမည်တွေမှာလည်း MMA လောကနဲ့အာဆာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာပြေရှင်မဲ့ကောင်းနေလေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ